MSP ကိုချစ်ရတဲ့လူတစုပါကိုရဲ့ကိုတကယ်ကြိုက်တဲ့ကိုသဘောသဘောကြတဲ့ကိုအားကိုရတဲ့ Big Boss Industry ကလူတွေကကို blame လုပ်တာကွာကိုဝိုင်းပြောတာအဲ့ဒံကိုတုံတောင်လို့ဆိုလို့ရှိရင်အဲ့နေရာမှာလေ Big Boss ကိုနားလိုက်ပြီအဲ့မဲ့ကျွန်တော်ဒီရောက်ရောက်ဟိုလို့ပြောရမလဲရောက်သွားပြီးတော့ပြန်ပြီးတော့ carry လုပ်တယ်ဆိုတာဟိုဘယ်လိုပြောရမလဲအဲ့ဒါကကျွန်တော်ရဲ့စိတ်ကိုအားလုံးနားလိုက်ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော် and လုံးမဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အာရှာဖြစ်ပါတယ်အဲကျွန်တော်ပျော်ပါတယ်ပြီးတော့ကျွန်တော်အဖွဲအတွက်လည်းပျော်ပါတယ်ဒါတော့ကျွန်တော်အဖွဲနဲ့ပထမဆုံးကျွန်တော်တို့ရှိမှာအများကြီးပွဲတွေကြီးခဲ့ပြီးပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ member တွေအဖွဲ member တွေနဲ့ကြတော့သူတို့အတွက်လည်းပထမဆုံးပွဲကြီးလည်းဖြစ်သလိုအဲကျွန်တော်အတွက်လည်းကျွန်တော်ရဲ့ border တွေတငယ်ချင်းတွေနဲ့တူတူ ဒါဖြောပြရလို့အရင်ကဝန်တာအာရ PD ဖြစ်ပျော်ရွှင်ပါသည်ခင်ဗျာခက်ခဲပါတယ်ကျွန်တော်တို့မှမဟုတ်ပါဘူးတခြားသူတွေလည်းပြီးပေါ့စားတွေအကုန်လုံးခက်ခဲကြပါဘူးကျွန်တော်တို့ဆိုရှင်တာဟိုစစ်စင်ရဲ့မိသားစုတွေကလည်းကြီးပြင်းလာပြီးတော့ဒီလိုမျိုးဟိုဒီအတက်ရောက်တဲ့အထိကိုယ့်ကကိုချောက်ဖို့ကိုယ့်ရဲ့ကိုယ့်ကကိုကြောင်းတက်တဲ့ကြောင်းသားဘဝတွေအဲ့လိုမျိုးဟိုဘယ်လိုပြောရမလဲကိုကြောင်းစီကိုချာပြီးတော့တက်ခဲ့ရလို့အဲ့တကြောင်မလို့ကျွန်တော်တို့ကကြတော့ဟိုစင်ကုန်မှုတွေကတော့အများကြီးပဲကြော်ပြက်ခဲ့တဲ့ဘဝမှာစင်ကုန်မှုတွေကျွန်တော်အသက်အခုဆို21 22နှစ်ဒါပေမဲ့ဟိုပြောရမလဲအဲ22နှစ်တွင်မှာကျွန်တော်ကကြော်ဖြတ်ခဲ့ရတဲ့ဒီစိန်ခေါ်မှုတွေအများကြီးရှိတယ်အများကြီးရှိတယ်အသက်ရနေအောင်မလိုက်ဘူးဖြတ်ခဲ့ရတာပေါ့နော်အားကြောင့်ကျွန်တော်ပါကြောင်းပါကြောင်းကျွန်တော်ဒီအထိဒီဘီလော့ဆာတယောက်အနေနဲ့အကြာကြီးရက်တိနိုင်လဲဆိုလို့ရှိရင်ကျွန်တော်ဒီငငယ်လေးရပင်ကျွန်တော်မှာဖောင်ဒေးရှင်းကခိုင်နေပြီအခြေခံအိုမီကခိုင်နေပြီအဲ့တကြောင်မလို့အပေါ်တစ်ဖြည်းဖြည်းရောက်လာလေဟိုပို့ပြီးတော့မလဲကြတော့ဘူးပေါ့နော်အဲ့ကြောင့်ဆိုကျွန်တော်မှာအခြေခံအိုမီကတခြားလေးကျွန်တော်က ဘယ်လိုပြောရမလဲဘေးဒင်းလောက်ထားတာတိဆောက်ထားတာပြောတော့เนาะအဲကြောင့်မလို့အခြေခံအုံမြစ်ကတော့ကျွန်တော်ကရှိရတဲ့ကြောင့်မလို့ကျွန်တော်ကအတီအကြာကြီးရနေတယ်တီတီနိုင်တာပေါ့နော်စကားကြီးအောင်ထိချင်လာအခုတော့အခုလက်ရှိကတော့ဟိုပါပေါ့အခုလက်ရှိကကျွန်တော်တင်နေမတင်ဘူးပေါ့နော်တင်နေပိတ်ထားတယ်ဒါပေမဲ့အရင်တော့တင်ခဲ့အာဖွဲ့တန်းမှာတော့ကျွန်တော်တတုတ်တတုတ်ကိုအဲ့လိုမရောက်30 30လောက်ရှိတယ်တင်နေတော့ကျွန်တော်3-4လောက်တင်ပြီးသွားပြီပေါ့နော်ဆိုတော့နှစ်နှစ်တွဲမှာ3-4လောက်ဆိုတော့ဟို60 90 ကျေးဇူးဘယ်လိုလုပ်ချင်လဲဒါပေမဲ့အဲ့ဒါတော့ဟိုမှာပါတာတကယ်တင်တယ်ပေါ့ဒါပေမဲ့ free တင်နိုင်ပါစေ free တင်နိုင်နေဆိုရင်တော့အဲ့လိုမျိုးတရားကျော်200နီးပဲလောက်ရှိမှာကျွန်တော်အကိုကြီး senior ကြီးလဲကျွန်တော်စိတ်ကိုကြည့်ပါတယ်ကိုရန်ကိုရန်ပြီးတော့ကိုလာမြတ်ကျွန်တော်သူတို့ဆိုကျွန်တော်ရဲ့စိတ်ကိုကောင်းကောင်းနားလဲပါတယ်ကိုဇန်တို့ဆိုရင်ကျွန်တော်ဆအလုပ်ကလေးကဒီဘယ်လိုပြောရမလဲကိုကိုရန်ကိုနာမည်ကြီးဖို့တဲ့ကိုတူကိုခြုံခဲ့တယ်ကျွန်တော်မပါဘူးဗျာကျွန်တော်ဘယ်တော့မှကိုတူကိုမခြုံကျွန်တော်ဘေးနားမှာရှိရတဲ့လူအကုန်လုံးကျော်ဆွဲခေါ်တယ်ကျွန်တော်တကယ်ချင်းနေရှိမယ် ကျွန်တော်ပဲနီးစက်တဲ့ပြောစာရှိမှာအဲ့လူတွေအကုန်လုံးကျွန်တော်ဆွဲခေါ်တယ်အဲ့ကျွန်တော်အကျင့်ပဲကျွန်တော်ဘယ်တော့မှကိုတူကိုမချွန်းဘူးအဲ့လိုမျိုးပါအဲ့အကြောင်းကိုလည်းကျွန်တော်ဒီဒီရည်နေနိုင်တာပေါ့နော်ဂျားထဲမှာပြဿနာအများကြီးတက်ဘူးရဲ့ industry တစ်ခုလုံးနဲ့တယောက်နဲ့လည်းတက်ဘူးရဲ့ဒါပေမဲ့အဲ့လောက်ကြီးကွာစဉ်းစားကြည့်ကွာကိုကိုအရန်ဟိုကိုချစ်ရတဲ့လူတစုကွာကိုရဲ့ကိုတကယ်ကြိုက်တဲ့ကိုသဘောသဘောကျတဲ့ကိုအားကိုရတဲ့ big boss industry ကလူတွေကကို blame လုပ်တာကွာကိုဝိုင်းပြောတာ အဲ့ဒီတန်ကိုတုံတောင်လို့ဆိုလို့ရှိရင်အဲ့ဒီနေရာမှာနေပြီးတော့ကိုနားလိုက်ပြီအဲ့မဲ့ကျွန်တော်ဒီကြီးရအောင်ရအောင်ဟိုလိုပြောရမလဲရအောင်သွားပြီးတော့ပြန်ပြီးတော့ခဲပြီးလုပ်တယ်ဆိုတာဟိုဘယ်လိုပြောရမလဲအဲ့ဒီကကျွန်တော်ရဲ့စိတ်ကိုအားလုံးနားလဲလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ဒီ blog ဒီ big boss industry ပေါ်မှာဟိုလိုပြောရမလဲမျှော်လင့်ချက်ထားတာလဲဘယ်လောက်ထိကျွန်တော် support လုပ်ပေးချင်လဲဆိုတာအဲ့ဒါပဲအဲ့ကျွန်တော်အခုလောက်ထိဖြစ်လာတာလဲအဲ့ဒီစိတ်ကြောင့်လည်းပိုင်တယ်ပေါ့အဲ့ဒါဟိုဘယ်လိုပြောရမလဲအဲ့ဒါကတော့ကျွန်တော်မှမပေါ့လူတိုင်းဘယ်သူ့လိုမဆိုကောင်းတဲ့စိတ်ရှိတဲ့သူကကောင်းတဲ့သဘောရှိတဲ့သူကချိန်တန်ကြလို့ရှိရင်အဲ့ဒါတွေအသိပွင့်မြင်ရတယ် ဲ့လိုမျိုးပေါ့ကျွန်တော်ကဘရောမဟိုလေအဲ့လိုမျိုးလူတွေရဲ့ attack လုပ်တဲ့အပေါ်မှာငိုတာတော့ဘာမှမရှိဘူးကျွန်တော်ကတော့အဲ့လိုပြောရမလဲ inner လုံးနိုင်တယ်ကွာကျွန်တော်ကတော့မသိကြအောင်စောင့်နိုင်တဲ့အထက်ပါတယ်ကျွန်တော်ကတော့မလိုလားတဲ့ toxic တွေကိုကျွန်တော်ရဲ့ဟိုနှလုံးသားတွေမထည့်ဘူးကျွန်တော်အတွေးတွေမထည့်ဘူးကျွန်တော်က positive ပဲယူတယ် toxic တွေကိုလုံးဝမထည့်ဘူးအဲ့တော့မလိုလားပဲနဲ့ဟိုလိုပြောရမလဲစတွေးထားပြီးသားကွာဒါကြီးစလုတ်ခရေကကောင်းတဲ့လူ ကောင်းတာပြောရတယ်ရှိလို့မကောင်းတာပြောရတယ်ရှိမှာပဲအပြစ်ပြောရတယ်ရှိလို့အကောင်းပြောရတယ်ရှိမှာဒါကြိုးတွေးထားပေးသားအကြောင်းမလို့ဆိုတော့ဟိုထောက်ပြတဲ့အရာမျိုးတွေဆိုရှင်ကျွန်တော်ပြင်စရာရှိရဆိုပြင်လိုက်တယ်ဒါပေမဲ့အရင်တော့စစ်ဆန်လာပြီလို့ဆဲဆိုတာမျိုးဆိုရင်လက်ကိုမကြည့်ဘူးခေါင်းနဲ့မထည့်တာပဲကျွန်တော်ကအကြောင်းလဲဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါကိုမလို့ကျင်တော့ဂျော်ဂရန်နဲ့ဘရောင်းကလူတွေကိုအဲ့ဒါကိုမပေးဘူးအဲ့လိုမျိုးပေါ့ဆိုတော့အဲ့လိုမျိုးငိုရတာမျိုးတော့ကျွန်တော်ဘဝမှာမရှိဘူးဒါပေမဲ့ငိုဘယ်လိုရမလဲငိုရလဲဆိုလို့ရှိရင်မိသားစုအတွက်ပဲမိသားစုအတွက်အကောင်းကောင်းမလုပ်ပေးနိုင်တာမျိုးတွေပဲအဲ့လိုမျိုးပေါ့မိသားစုအတွက်မလုပ်ပေးနိုင်တာမျိုးတွေအတွက်ပဲ မျက်ရည်ကြောင်ကျောင်းမျက်ရည်ကြောင်လုံးနိုင်တာအဲ့လေမိသားစုကိစ္စနဲ့အဲ့ဒါပဲပေါ့အဲ့ဒါနဲ့ဟိုနှလုံးသားကိစ္စပေါ့အဲရသလောက်ရကျွန်တော်ရသလောက်တော့မကျွန်တော်မရရအောင်လုပ်တာရသလောက်လုပ်တယ်ဆိုတဲ့စကားမျိုးကျွန်တော်မရရအောင်လုပ်တယ်ဆိုတဲ့စကားအဲ့လိုမျိုးပေါ့ဟိုကျွန်တော်မှ support point လုပ်ရတယ်မရှိဘူးမရှိဘူးဆိုတာလည်းကိုယ့်ရဲ့မိသားစုလည်းပြစ်တင်တာမဟုတ်ဘူးကိုယ့်မိသားစုကလည်းကိုယ့်ကိုထောက်ပံ့နိုင်တဲ့အနေထားမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်နောက်မှဘယ်သူမှကိုယ့် support မလုပ်နိုင်ဘူးနော်ဒါပေမဲ့အဲ့ဒီအခြေအနေရနေပြီးတော့ကိုယ့်ဘာသာကိုအာရအောင်ရုန်းကန်ကြီးကစူးစမ်းခဲ့ရတာဟိုစိတ်တစ်ခုတော့မွေးသားပေါ့နော် ကိုလှုပ်ချင်တာဘယ်လိုပြောရမလဲဘယ်လိုပြောပြရမလဲကွာကိုကစကားကြီးအများကြီးပြောပြီးသွားပြီခါကျလားစကားကြီးအများကြီးပြောပြီးသွားပြီတနေ့ကျရင်ငါဘာဖြစ်ရမလဲငါဘာလှုပ်မလဲငါဘာတွေဘယ်လိုလှုပ်မှဘယ်လိုဖြစ်ရမလဲဆိုရင်အဲ့လိုတွေစကားကြီးအများကြီးပြောပြီးသွားပြီဆိုရင်နောက်တစ်ခုဘာလုပ်ဖို့လဲဆိုရင် action ခြေလှမ်းလှမ်းရမယ် action ပြရမယ်ဆိုတော့ကိုဘက်ကစားပြီးခြေလှမ်းလှမ်းနေလို့ရကွာသိမလားဟာတနေ့ကျရင်ငါနော်လုံးဝမြန်မာနိုင်ငံမှာအောင်မြင်ဆုံးပြီးပေါ်စားတရားဖြစ်ရမယ်အဲ့လိုပြောပြီးတော့နေ့တိုင်းအိတ်နေဘာမှဖြစ်မှာမဟုတ်ဘူးကွာဂိမ်းမထိုင်ဆောင်နေအကောင်ဘာမှဖြစ်မှာမဟုတ်စေချာ ကိုကိုကဘာလုပ်မလဲဆိုလို့ရှိရင်အများအား practice လုပ်နေရမယ်။ဒါလူတွေနဲ့ဆက်ဆံရမယ်။နော်ကိုကိုက brand တစ်ခုဖြစ်တယ်ကိုကိုတိစောက်ရမယ်။ပြီးကိုကို marketing ဆင်းရမယ်။ပြီးဒီခေတ်အရန် marketing ဆင်းလို့ကောင်းတယ်။ဆိုတော့ yeah အဲ့ဒါကြီးလောက်ရမယ်ပေါ့နော်။ဒီရက်တိချင်းအများကြီးကိုကြည့်ရမယ်အများကြီးရှိရ။ခုနပြောဆိုစကားရအများကြီးပြောပြောရရင်ခြေလန်းစလန်းခြေလန်းမလန်းဆိုရင်တော့အဲ့မှာပဲရက်နေလိမ့်မယ်။ဟိုကျွန်တော်ရဲ့ဟိုကျွန်တော်က create ရန်ပြောတော့ကျွန်တော်ရဲ့ဒီ create ရန်တကယ်ချင်းတယောက်ရှိရ။အဲသူပြောခဲ့တဲ့သူပြောတဲ့စကားတခုကျွန်တော်ကြောက်အဲ့လိုလူကြီးကိုနဲ့တွေ့ခဲ့တဲ့လူတွေရဲ့အကြောင်းတွေကိုကျွန်တော်မှတ်ထားတယ်။ ပြောသူရှိအတင်ယူလိုက်ရတဲ့ဟာတွေကျွန်တော်မှတ်ထားတယ်။ပြောသူပြောတဲ့စကားတွေထဲမှာကျွန်တော်ဘာတင်ရမလဲ။အဲ့ဒါတွေကျွန်တော်မှတ်ထားတယ်။ဆိုတော့ तू ပြောတဲ့စကားတခုရှိတယ်။ तू သူ့ကို तू ပြောတဲ့စကားငါတဲ့ဒီနှစ်မှာဒီလောက်ထိငါရှိဖြစ်နေဆိုလို့ရှိရင်နောက်နှစ်ရောက်ရင်ငါအဲ့ထက်ပိုတော်ရမယ်။အဲ့နောက်နှစ်ပြီးနောက်နှစ်ရောက်ရင်လည်းငါအဲ့ဒါတွေထက်ပိုတော်နေရမယ်။ဒါပေမဲ့ဒီနှစ်လည်းငါဒီလိုပဲနောက်နှစ်လည်းငါဒီလိုပဲနောက်တစ်နှစ်လည်းငါဒီလိုပဲဆိုတော့ငါအခုခုတော့ငါမှားနေငါမဟုတ်တော့ဘူးနော်။ဆိုတော့အဲ့စကားကကျွန်တော်အရန်အများကြီးတွေးနေမှာတလား။အဲ့ကြောင့်ကျွန်တော်ကလည်းအဲ့ဒီနီးလဲကျွန်တော်ကျင့်သုံးလိုက်။အဲ့အရန်ကြောက်တဲ့ထောက်ကိုပြည့်တယ် ဆိုတော့ကျွန်တော်အဲ့စကားကိုကြားပြီးအချိန်မှာโอเคဟုတ်ပြီကိုယ့်ကိုစပြီးတော့ဘယ်ဟာအများကြီးဟိုဘယ်ရောမလဲအပိုင်းကဏ္ဍအများကြီး music ဘိုင်းလားလူမှုဆက်ဆံရေးဘိုင်းလားဟာတစ်ဖက်ပေါ့နော်အများကြီးအဲ့အများကြီးကိုကျွန်တော်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဘာလို့မျိုးကိုယ့်ကိုဒီအဲ့ဒီနီလန်တိုင်းပဲတက်မှတ်ပြီးတော့သွားတာပေါ့နော်အခုဆိုရှင်တစ်နှစ်ပြီးတစ်နှစ်ကျွန်တော်ပုံစံက changes ဖြစ်လာရယ်ပြောင်းလဲလာရရအောင်ဒါအားလုံးလည်းတွေ့ကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျဟုတ်မြန်မာစတာပစာ